ားလောကမှာရွှေခေတ်တစ်ခေတ်ကိုထူထောင်နိုင်ခဲ့ပြီးမှဆယ်စုနှစ်များစွာမိမိန်ခဲ့ရတဲ့မြမဘောလုံးလောကကိုပြန်လည်ထူထောင်ဖို့မြမနိုင်ငံဘောလုံးဖွဲ့ချုပ်ကစနစ်ကျကျစီစဉ်မှုတွေပြုလုပ်နေတာပါမြန်မာဘောလုံးဖွဲ့ချုပ်ကိုထူထောင်ပြီးဦးဆောင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်ဦးစောစောကအမျိုးသားဘောလုံးအကယ်ဒမီကြောင်းဖွင့်လှစ်ခဲ့တယ်လို့ဒီနှစ်မှာတော့ AYE Bank Scouting Tour 2070ဆိုတဲ့နာမည်နဲ့စေကျော်သက်လူငယ်တွေကိုမျိုးထုတ်ဖို့ မြမပြည်နဲ့မှာရှာဖွေစုဆောင်ခဲ့ပါတယ်ခုကျွန်တော်တို့ကတော့ဘာလို့အကယ်ဒမီဆိုတာကတော့ကျွန်တော်တို့ရဲ့ဒီ federation နေနဲ့လုံနိုင်တဲ့အပိုင်းတစ်ခုပေါ့နော်အဲလုံနိုင်တဲ့အတိုင်းအတာပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကလူကလေးတွေကြွေးချင်းဖြစ်ပါတယ်။ဘာဖြစ်လို့နည်းနည်းပဲယူရဲဆိုတော့ကျွန်တော်တို့ကနောက်ဆုံးမှာတကယ်ရှင်းပြောရှင်ကျွန်တော်ယူရတဲ့ထဲမှာတော့ဒီက poor ရှိမယ် good ရှိမယ် normal ရှိမယ် good ရှိမယ်နောက် best ရှိမယ် excellence ရှိမယ် ျွန်တော်တို့ဂရီမာထားမှာတော့ excellence အဆင့်လောက်ပဲကျွန်တော်ထားမှာပါအဲ့ဒီအကြောင်းမို့လဲကျွန်တော်တို့ဒီလိုမျိုး scouting နဲ့ရွေးရင်းဖြစ်ပါတယ်မြို့နယ်ပေါင်း55မြို့နယ်ကစေကျော်သက်ဘောလုံးဝါသနာရှင်2000ကျော်ထွက်ပေါ်လာခဲ့ပြီးလားလာကောင်းတဲ့လူငယ်200ကျော်ကိုစစ်စစ်ရွေးချယ်ပြီးမှတော့ဒီနှစ်အတွက်လူငယ်85ဦးကိုနောက်ဆုံးစကားတင်ဖြစ်နေမိလာရဲမှာအပြည့်အဝရွေးချယ်တာဖြစ်ပါတယ် โอเคပထမဆုံးနေရတော့ကျွန်တော်တို့ကဒီ music တစ်ပေါ့နော် talented ဘောလုံးသမားတွေတွေရေးချင်းအမှန်တကယ်ရှိတဲ့ကလေးတွေကိုကျွန်တော်တို့ကဟောထုတ်ဖို့ရဲနောက်ပြီးတော့လေမြန်မာဘောလုံးတိုးတက်ဖို့အတွက်ကိုရေးရှိအနေနဲ့ဒီလိုမျိုးအစီအစဉ်တွေစတင်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။နောက်ဒီစနစ်ပိုင်းအစီအစဉ်တွေကတော့သူတို့နေရာတော့ဒီစနစ်ပိုင်းကတော့ကျွန်တော်ဘောလုံးတော်တာတွေဘောလုံးတော့ driving ဆွဲတာတွေပါတယ်ရှိပါတယ်နော်။ဒီနေ့စနစ်ပိုင်းမှာဒီဘောလုံးတော်တာတို့ဘာလို့ကတော့ဈေးကျင်နေတော့များများရတာပေါ့လေ။ဒါပေမဲ့ရေးကြည့်တာကတော့ gain ထဲမှာပေါ့နော်သူတို့မှာလိုက်ပါမနိုင်ဘူးသူတိုက်စစ်ဆိုလိုက်ပဲနော်ခန်းစစ်မှာလိုက်ပေါ့ဒီရဲ့ mentality လေးကိုအဓိကထားပြီးတော့ကျွန်တော်ယူရတယ်နောက်ဘောလုံးရဲ့အရေးချင်းလေးကိုကြည့်ပြီးကျွန်တော်ယူပါတယ်ကြောင်ပါသည်ရဲ့ကိုကြည်လို့ပြီးတောင်းတပြပြချိုးချိုးလို့ကြည်ဤသူများကုန်ပြကြလေပြီ ဦးနေဝင်းဆိုရစစ်အာဏာရှင်လက်ထက်1964မှာတော့ချန်ပီယံစုတွေကိုမြန်မာနိုင်ငံကိုစားပြုရယူခဲ့ပြီး1985ခုနှစ်ထိမြန်မာနိုင်ငံဟာအာရှဘောလုံးလောကမှာရွှေခေတ်တခေတ်ကိုထူထောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အာဏာရှင်တွေရဲ့အုတ်ချုပ်ချေလဲမှုတွေကြောင့်ဘောလုံးလောကဟာအောက်ဆုံးထိရောက်ခဲ့ရတာပါ။ လူငယ်ဘောလုံးဝါသနာရှင်တွေကိုမြေတောင်မြောက်ပေးဖို့အားနည်းခဲ့ပြီးကျောင်းပညာရေးကလည်းလူငယ်ဝါသနာရှင်တွေကိုမမွေးထုတ်နိုင်တော့ပါဘူးအဲ့ဒါအရင်ပြောရမဆိုရင်တစ်ချက်ကကျောင်းသားလူငယ်တွေရမှလာဒီဘောလုံးကစားကြတာဘူးအင်္ဂလိပ်ခေတ်တုန်းကကျောင်းသားအားသာပွဲတော်ဆိုပြီးတော့လုပ်တာပြီးမှတော့ဟာကိုတက်လာကြတာကျောင်းသားအားသာပွဲတော်အဲ့ဒီဥစ္စာတဖြည်းဖြည်း ၄၅၆နှစ်ပဲဘောင်းတော့အာသာဆိုတော့နောက်ပိုင်းမဆက်မဖြစ်လာတဲ့အတွက်ကြောင့်ဘောင်းလုံးအာသာဆုပ်ရတာလည်းတစ်ပိုင်းပဲဒါပေမဲ့တကယ်ဘောလုံးကစားနိုင်တဲ့ကလေးတွေကကြောင်းနေပါဘောလုံးမကစားကြရတယ်ဆိုတာအဲ့ဒါအဓိကကြည့်ပါဦးဒီနေ့ AYE Bank Scouting Tour 2017မှာတော့ ဝင်းရောက်ရှင်ပြန်ကြတဲ့လူငယ်တွေဟာအားရစရာကောင်းတဲ့ကစားသမားတွေရဲ့အရေးချင်းတွေနဲ့ပြည်စုံခဲ့တာကြောင့်ပြီးသက်ရွေးချယ်မှုမှာဒိုင်းနေအတွက်အခက်အခဲတွေတွေ့ခဲ့ရပါတယ်။မျိုးဆက်တဲ့လူငယ်တွေကတော့သူတို့ယုံကြည်ရာအိမ်မက်တွေအတွက်မျော်လင့်ချက်တွေနဲ့လာရောက်ရှင်ပြန်ခဲ့ကြတာပါ။ဒီရောင်းနေ28နေတော့အရင်လား28နေတော့ကမ္ဘာလို့သွားပြိုင်နေမင်းက မနာရီမှာပြိုင်တော့ဒီဟိုလူတွေအများကြီးပဲအနေပြိုင်ပြဒီဟိုမှာနောက်လာနောက်လာရောက်မှဟိုအပြေထွက်တယ်အဲဥပလီကနေဆိုးဝါနေတွေ့လို့ပြောဒီဘလုံးပြန်ရတော့တော်တော်လေးပြောသုံးသုံးရက်နေဆိုရင်သူက၃ရက်နေတော့လာရွေးရလာရွေးသူကအပေါ်ပါထွင်းနေလေးပါလေနောက်၄ရက်နေမှာကျတော့ဟိုတူးဆိုင်ခွဲကန်တယ်ခုနှစ်ယောက်ခွဲတယ်ဘာလို့လဲဆိုတော့ကိုအခွင့်အရေးလည်းအများကြီးရလာတယ်ကိုပို့ပြီးတော့လည်းတူးတက်လာတယ်လို့ဒီ ကိုကြီးမန်းချက်တွေလည်းအကောင့်ထဲပေါ်လာမယ်လို့အများကြီးထင်ပါတယ်။အနာဂတ်ကြီးမန်းချက်ဒါဘောလုံးသမားကောင်းတယောက်ဖြစ်ဖို့နိုင်ငံကုံတော်လို့အားသာသမားကောင်းဖြစ်ဖို့ယူဇာတဲ့လူငယ်တွေကိုမွေးထုတ်ပေးနေရတာသူတို့ရဲ့အိမ်မက်တွေကိုဖြည့်ဆည်းပြီးမြမဘောလုံးအဖွဲ့ချုပ်ကဘလို့ကြီးမန်းချက်တွေရှင်းနေကြတာလေ။အရင်အားဟာတွေထက်ကောင်းတဲ့ advance ဖြစ်တဲ့ဒီ silvers တွေပေါ့နော်ဒီလိုမျိုးတင်ရိုးတွေပြုတ်ပြင်ပြီးတော့ကျွန်တော်အကောင်းဆုံးနဲ့ကျွန်တော်ဆက်သွားဖို့ကျွန်တော်လုပ်ထားပါတယ်။ ။နောက်ခုဆိုရင်ကျွန်တော်တို့ကဂျပန်နဲ့ကျွန်တော်တို့ပူးပေါင်းပြီးကျွန်တော်တို့လုပ်မယ်။ဆက်ကုန်2023 2034ကြာလို့ရှိရင်ဒီကလေးတွေတော့ကျွန်တော်တို့က under 70 work တွေတော့ကျွန်တော်ယူရထားပါတယ်။ဒီအစစ်တီးကိုကျွန်တော်တို့ပြောင်းမှန်းထားပါတယ်။ဟုတ်တယ်မှာဟိုအရေးကြီးတာကကျွန်တော်တို့ကရေရှည်လုံးဝပြင်ပါပါရေတိုးဆိုတော့တရင်ကအတွက်လုံးမဆိုရှင်တော့ကျွန်တော်တို့ကအခိုက်တက်လေးတော့ကောင်းမယ်ရေရှည်ကြံဒုက္ခရောက်သွားမှာမဟုတ်နော်ဒီရေကြီးကြောက်ကျွန်တော်တို့ကရေရှည်လေးကျွန်တော်လုံးချင်းဖြစ်တဲ့အကယ်ဒမီကစပြီးကျွန်တော်စလုပ်ခြင်းဖြစ်ပါတယ် ကေဆက်ဆက်ကင်းကွာခဲ့ရတဲ့ရွှေစည်းစုဝင်တဲ့တူဘလုံးလောက်ကပြန်လဲဥမော်လာဖို့မျိုးဆက်တွေရှာဖွေနေတဲ့အချိန်မှာပဲမိဘတွေကလည်းမြေတောင်မြောက်ပေးဖို့အခွင့်အရေးတွေပေါ်ပေါက်လာခဲ့တာပါလေရသူကသူဝါသနာပါလို့သွားကန်တာရှင်ကျမတို့ကမသိသေးဘူးအဲ့ကမ်းလူသွားကန်တော့ကျမအထင်ကတော့ တော်တော်လေးကောင်းမယ်ခုမှအစားလဲအစားဆိုတော့လေအဆင်ပြေမယ်နိုင်ငံတကာလည်းစောင့်ကြည့်နေတယ်ဆိုတော့ကောင်းမယ်လို့ထင်ပါတယ်ကမ္ဘူမျိုးနဲ့တမျိုးနဲ့လုံးမ86ရောက်ဝင်ပြိုင်နေတဲ့အဲမှာတားတယောက်ထဲပါလာဆိုတော့တရားပြော်သွားတယ်အဲ့အနေရင်ကိုဂျင်းနဲ့နေပါ යි နောက်ထပ်ဆိုရင်ပို့ပို့ပြော်မာတွေဒီပဲရှိတော့ပါတယ်တားကိုအကောင်းဆုံးမြန်မာနိုင်ငံအကောင်းဆုံးဘောလုံးကမာကြီးပြောင်းပြီးမျှဝေထားပါတယ်ဒီနိုင်ငံတော်ဘလောက်ပဲပတ်မှုပတ်မှုလက်ရှိကလေးတွေရဲ့စူးစမ်းအားထုတ်မှုနဲ့ ဟွာပေါ့လုံလဆိုင်အနေနာခံမှုတွေလည်းတို့တာပေါ့နော်ကျွန်တော်တို့ကတော့မျောလင်းတာပေါ့မိဘတယောက်အနေနဲ့သူလည်းတကယ်ယူသွတ်တာပဲအဘောလုံးပွဲတွေဆိုရင်နိုင်ငံအပွဲတွေဆိုရင်သူမသိတဲ့ဘောလုံးသမား10ယောက်မှ10ယောက်လောက်ပဲရှိတယ်ကျန်တာကလုံးသိတယ်အဲ့တော့ပါဇက်နဲ့တော့ဒီကောင်နိုင်ငံသားတွေအကုန်ရောက်ပြီးသွားပြီတကယ်လက်တွေ့မှာရောက်ဖို့အတွက်ကိုအခုကျွန်တော်တို့ကလည်းနိုင်ငံတော်ကလည်းဟာလာအခုပန့်မှုနေတဲ့အချိန်ဒီကျွန်တော်တို့ကလည်းသူ့ရဲ့ဝါသနာကိုဒါ ဘူးမြေတောင်မြောက်ပြီးတဲ့သဘောပေါ့ဖွင့်ပြတာတိုးတက်တာတော့ကလေးပေါ်ပဲမူတည်တာပေါ့ကျမ ాయి ဝင်ကြီးဌာနကတော့အားကစားလောကတိုးတက်လာဖို့ဘောလုံးလောကကိုစကားကမ်းလှမ်းထားတာတွေရှိခဲ့ပြီးသားဖြစ်ပါတယ်ပညာဉာဏ်ရည်မြင့်မှဘောလုံးကြီးလာတယ်စကားကွက်ဒီပါလေဘောလုံးထိုးပေါက်လို့မြင့်အကြောင်းလို့တိချက်ကစကားတဲ့ကလေးတွေကိုမြေတောင်ပြောက်ပြီးတဲ့ကွဲတွေနာမည်လောက်ကိုလူတယ် နှိမ့်ချက်ကခုနလိုအကယ်မီတွေပေါ်ပေါက်လာပြီးတော့ဒီလိုဖြစ်လာတဲ့ကလေးတွေကိုစခန်းပြင်းတဲ့ကလေးတွေဒါမှမဟုတ်မိဘတွေရတဲ့အိမ်ပါဆိုသူကစင့်တော်တဲ့စင့်ကျူးတုအတွက်ဒီခန္ဓာပြည့်စုံမှုအတွက်ဉာဏ်ရည်ဖြစ်ပျက်မှုတဲ့အစားတောက်ပြုလို့ရတယ်။နောက်နောက်တစ်ခါသူတို့ရဲ့ဉာဏ်ရည်ပို့ပြီးတော့ကောင်းလာလို့တဲ့ပညာရေးကောင်းမှုနဲ့ပညာရေးစနစ်ကိုတစ်နည်းတစ်ကြာတည်တက်ပြောက်ပြုနေတယ်။အဲ့ဒီအကျဉ်းချုပ်ကောင်းလို့ရှိတယ်။ မျိုးကအဲ့တော့နိုင်ငံတော်အပိုင်းကသူတို့ပတ်မိုးမှုတဲ့ပညာရေးရှင်းရတာကျောင်းဒီလိုပြည်ပြောင်းလဲမှုတွေလုပ်နေပါပြီကျောင်းရဲ့ကျောင်းကပြင်တဲ့ပညာရေးစနစ်တွေလည်းကျောင်းဒါလည်းဒီတက်လာတယ်နောက်တစ်ချက်ကနိုင်ငံတော်အနေနဲ့ဒီကလေးတွေအကယ်ဒမီတွေကိုပတ်မိုးမှုပြုလုပ်တယ်နောက်ဒီကလေးတွေဒီကလေးတွေဒီအကယ်ဒမီကိုမရောက်လာခဲ့ တဆေရမြို့တယ်ဒီပါကစားနိုင်တဲ့ကစားကွင်းတွေကိုနိုင်ငံတော်နဲ့အများကြီးပေါ်ထုတ်ပြေးပြီးတော့ဒီလိုဆယ်စုနှစ်တခုအတွင်းမှာပဲအားကစားလောကဟာအရှိန်ဟုန်နဲ့ပြောင်းလဲဖို့နှီးစပ်လာပြီလား